အားလုံးပဲမင်္ဂလာပါရှင်ကျွန်တော်နဲ့တူတူအမတ်တရက်ကွယ်ဟိုင်းကြီးကျွန်းမြို့တတ္တမဇောတိကာယုံပရိယတ်တိစာတင်တိုက်အတွင်းမှာတည်ရှိနေတဲ့အယိုးကွင်းဆက်တက်တော်ဖူးမြော်ကြရအောင်ရှင် မြတ်ဗုဒ္ဓပရိသေဗံဆံဝင်ပြီးနောက်မှာကျွင်းကျန်ရစ်သောဓာတ်တော်များကိုဗုဒ္ဓဘာသာဝင်များပူဇော်ကြပါတယ်။ထိုနည်းတူဗုဒ္ဓ၏တာဝကယဟန္တာအရှင်မြတ်တို့၏ဓာတ်တော်များကိုလည်းပူဇော်ကြပါတယ်ရှင်။ထိုဓာတ်တော်များကိုပူဇော်ထားရှိရာဓာတ်တော်တိုက်ကတော့အိန္ဒိယနိုင်ငံအလယ်ပိုင်းဘူပါမြို့၏အရှင်မြောက်32မိုင်အကွာတွင်ရှိသောစံချီဓာတ်တော်တိုက်ပင်ဖြစ်ပါတော့တယ်။ဆရာတော်ဗဒနာဆန္ဒမဟာထေရီထိုဓာတ်တော်တိုက်မှာတက္ကရေ1318ခုနှစ်တွင်ဓာတ်တော်တစုကိုပင်းဆောင်ယူလာခဲ့ပါ တယ်ထိုတက်တော်မြတ်ကိုထားရှိရာတတ္တမသောတိကယောပရိယတိစာတန်၌တို့မင်းကိုဆရာတော်ဘုရားဤသည်19ရက်12လ1990မြမတက်ကြီးဆိုရင်1352ခုနှစ်ပြာတိုလာဆန်း၄ရက်နေ့မှာကြွားရောက်တော်မူလာခဲ့ပါတယ်ရှင်ဆရာတော်ဘုရားဤအာအယိုးကွင်းဆက်တက်တော်ကိုပြသပြီးတော့ရှောက်ထားခဲ့ရမှာဆရာတော်ဤအာ မဟာလူသားတို့၏အယိုးသည်တိဆက်ဖြစ်၏ပြည့်စေကဗုဒ္ဓတို့၏အယိုးတော်သည်ဂျိဆက်ဖြစ်၏မြတ်စွာဘုရားတို့၏အယိုးတော်လည်းကကွင်းဆက်ဖြစ်၏ဟုမိန့်တော်မူခဲ့ပါတယ်ရှင်။ထို့ကြောင့်သူတော်ကောင်းတို့သည်ဓာတ်တော်အစ်စ်ကိုဖူးမြော်ခြင်းနဲ့ဆိုရင်တော့ဟိုင်းကြီးကျွန်းမြို့အမတ်တရက်ကွယ်တတ္တမစောတိကံပရိယတိစာတနိုင်မှာတွားရောက်ဖူးမြော်နိုင်ပါတယ်ရှင်။ကျွန်တော်ကတော့ဟိုင်းကြီးကျွန်းမှာရောက်တုံးရောက်ခိုင်ဓာတ်တော်ဆွေတော့ မဟာအန်ထုကန်တာပြည့်ချစ်ဖျားများကိုတွားရောက်ဖူးမြော်ရင်းနဲ့အားလုံးနဲ့ချောနဲ့တူတူဖူးမြော်နိုင်အောင်လို့ဗီဒီယိုလေးကုသိုလ်ပြုလိုက်ပါတယ်ရှင်။အားလုံးပဲဗီဒီယိုလေးကြည့်ရှုဖူးမြော်ပြီးတော့ကုသိုလ်ပါဝနာတွေပွားများနိုင်ကြပါစေရှင်။ ကျောင်းတိုက်တွင်းမှာမဟာကန်ဒူးအန်တာပြည်ချစ်ဖရာအယိုးကွင်းဆက်တက်တော်နဲ့ဗုဒ္ဓရဲ့ဆွဲတော်ပွားတို့လည်းတည်ရှိနေပါသေးတယ်ရှင်။အဲ့ဒီဗီဒီယိုလေးလည်းဒီ TikTok အကောင့်မှာတင်ထားပေးပါရယ်ဝင်ရောက်ကြည့်ရှုကုသိုလ်လို့ရပါတယ်ရှင်။အခုလိုမျိုးအနေနဲ့ရက်ကဖရာတွေအများကြီးဖူးကျင်နေစိတ်ဝင်စားစရာအကြောင်းအရာတွေအများကြီးနားထောင်ကျင်နေဆိုရင်ဒီ TikTok အကောင့်လေးကို follow လုပ်ထားပေးပါဦးနော်။ဖရာတူတူဖူးရအောင် YouTube channel မှာလည်းဖရာဖူးဗီဒီယိုတွေဖရာတမိုင်းကြောင်းတွေဗီဒီယိုအရှိတွေလာရောက်ကြည့်ရှုကုသိုလ်လို့ရပါတယ်ရှင်။နောက်ထပ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးပဲ ိုစိတ်နှပြပေးရန်ကွာကျမ်းမာချမ်းသာရှိကြပါစေရှင်။